လူသားချင်းချင်းမုံမပွားဘူးငါတို့နှုတ်ကိုစောင့်စည်းစိုးဆိုတဲ့စောင်းပုံနဲ့ညီငင်းချင်းကြီးကိုလူလာတဲ့ပန်းစကားအဖွဲ့ရဲ့စာပေဟောပြောဝဲကူဇူလိုင်16ရက်နေ့ကနိုင်ယီကူညီမှုတင်ရုံမှာပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာ HSP နဲ့ပတ်သက်ပြီးဘာရီပြောခဲ့ကြသလဲ။အမုန်းတရားတွေဖြစ်ပေါ်စေတဲ့ HSP တွေဟာလူမျိုးဘာသာလိင်စတဲ့မတူညီမှုတွေကိုခွဲခြားဆက်ဆံနေတာဖြစ်တယ်လို့လွတ်လပ်စွာပြောဆိုမှုကိုအသုံးချပြီးတော့အကျိုးမရှိတဲ့အမုန်းစကားတွေမပြောကြဘို့နေဖုံးလက်ကတိုက်တွန်းလိုက်ပါတယ်။အမုန်းစကားမပြန့်ပွားစေဘူးလေ ရွေးကောက်ဝယ်မတိုင်ခင်မှာအရှိန်မြင့်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။ ် hate speech တွေရော့သွားဘူးရော့ရော့ပါသွားဘူးပေါ့နော်ဒီ hate speech တွေလုံးဝမရှိတော့ဘူးဆိုတော့မဖြစ်နိုင်ပါဘူးသူကလည်းသူတော့ပြောရတယ်သူပြောနေမှာပဲဒါပေမဲ့ hate speech တွေကိုအခြေခံပြီးဖြစ်လာတဲ့ပြစ်ပတ်ခါတွေတတ်နိုင်သမျှရှော့နိုင်မှုပေါ့နော်အဲ့ဒီဟာကတော့ပန်းစကားရဲ့ရီရီမန်းရီမန်းချက်ပေါ့တရားနဲ့တရားအမုန်းပွားတဲ့စကားမျိုးတွေမပြောဘဲနဲ့ကွာဒီလွတ်လပ်စွာပြောဆိုခွင့်ကိုတုံးမယ်တုံးပြီးတော့လွတ်လပ်မှုကိုအကျိုးရှိရှိအတုံးချမယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုပဲရီရီရီရွယ်ပါတယ်အာလှုပ်ရှားမှုတွေရောဆက်လုပ်နေအောင်ပါပါနောက်ပြီးတော့ဒီ online ပေါ်မှာပြန်မှာပြောနေတဲ့ hate speech တွေကဒီနိုင်ငံရေးနဲ့လည်းဆက်ဆက်နေတဲ့အတွက်ကြောင့်မလို့ 2015နီးလာလေလေဟိတ်စီတွေပိုများလာနိုင်ကြီးရှိတယ်အဲဒါကြောင့်မို့လေဒီပန်းစကားလိုရှာမှုကို2015မတိုင်ခင်မှာအချိန်မြင့်ပြီးလှုပ်ဆောင်သွားဖို့ရှိပါဟီးသွာပန်းစကားဆိုတဲ့စာပေဟောပြောပွဲကိုဇာကနာကဥဆောင်ဟောပြောခဲ့တာဖြစ်ပြီးဥက္ကူကြီးမတိတာစမ်းကြောင်းနဲ့ကိုနေဖုံးလက်တို့ကတော့အမုန်းတရားကင်းတော်ဖြည့်ရှင်းမှုစီတို့ဆိုတဲ့ခေါင်းစဉ်နဲ့ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်အမုန်းစကားတွေပြောဆိုမှုတွေအကြံပြုပြောဆိုပေးခဲ့တဲ့ဇာကနာကတိုင်းပြည်ကလွတ်လပ်ကာစားဖြစ်ပြီးတော့နုနယ်သေးတာမို့ ပရိပခာရိသာဖြစ်ရင်အလုံးဒုက္ခရောက်ကြမှာဖြစ်တယ်လို့ဆိုပါတယ်။မိုးစကားမပြောဘဲချစ်နေကြတာပဲကောင်းတယ်လို့လည်းဆိုပါတယ်။ 2012ခုနှစ်တုန်းကရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ပြဿနာရှိတယ်မိတ်ဒီလာမှာဖြစ်ခဲ့တဲ့ပြဿနာရှိတယ်မန္တလေးမှာဖြစ်ခဲ့တဲ့ပြဿနာဒါတွေကတိတ်ကြီးသွားရင်ကျွန်တော်တို့တိုင်းပြည်မှာဒုက္ခရောက်နေတယ်ကျွန်တော်တိုင်းပြည်အခုမှနုနုလေးလေဆိုအဲ့ဒါကြောင့်ကျွန်တော်တို့ကတော့အဲ့ဒါတွေကဟိုကျွန်တော်တို့မကြုံစည်ချင်တော့ဘူးဒီဘဝမှာမတွေ့ချင်တော့ဒီလိုဖြစ်အောင်လို့ကျွန်တော်အတက်နိုင်ဆုံးဒီလိုဝိုင်းလောက်ကြတာပေါ့တိုင်းပြည်မှာတယောက်ကိုတယောက်အမိုးပွားနေမဲ့စကားတယောက်မှမပြောကြရင်အကောင်းဆုံးပေါ့ဘာလို့မှလဲတော့ချစ်ကြတာကောင်းပါတယ်ကျွန်တော်ကပြောပြောချင်တာ ော့ချစ်ကြပါလို့ပဲပြောချင်တယ်။ဟော့ပြဝဲကြောင့် Facebook ကနေတွေ့လို့တကူးတကလာနာထောင်တဲ့မတ်ဝော်မချီကတော့ကိုချင်းစာတရားနဲ့ပဲအမိုးမပွားပဲနေကြဖို့လိုအပ်ပြီးတကူးတယောက်ချင်းစီမှာဒီလိုစိတ်ဓာတ်မျိုးရှိငင်းကြမယ်ဆိုတာယုံကြည်တယ်လို့လည်းပြောပါတယ်။အခုဒီကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေကကြတော့အမုံဘက်ကိုရောက်နေတာပေါ့နော်တယောက်နဲ့တယောက်နားလည်မှုနဲ့ဒါမှမဟုတ်အမုံမပွားဘဲနဲ့ကိုယ့်ဘက်ကနေစာနာမှုရှိမယ်ဆိုလို့ရှိရင်ပေါ့နော်ငိမ့်ချမ်းတဲ့ ာတစ်ခုကိုဖန်တီးနိုင်မယ်လို့သူတို့ကအဲ့လိုပြောရဆိုတော့ဖြစ်နိုင်လားဗောနော်ဖြစ်နိုင်ချေအများကြီးရှိတယ်ဗောတကယ်တော့တယောက်ချင်းစီတိုင်းကအဲ့လိုမျိုးစိတ်တန်းနေတာနေရမယ်ဆိုလို့ရှင်တော့တကယ်ဦးရင်းချမ်းတဲ့နေရာဖြစ်လာမယ်လို့ကျွန်တော်